ာပါ We Care for You Program မှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတော့ IVF လို့ခေါ်တဲ့ဖန်ပြွန်တည်တာအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီအကြောင်းအရာကိုဆွေးနွေးဖို့အတွက် Origin Fertility Center မှာ IVF specialist ဆရာဒေါက်တာဝေဖြုတ်ကိုဖိတ်ခေါ်တာပါတယ်ဆရာမင်္ဂလာပါမင်္ဂလာပါကျွန်တော်ဒီအစီအစဉ်မှာပေါ့เนาะအခုလောချိန်ပေးပြီးတော့လာရောက်ပြီးတော့ဆရာဒူနိုင်တည်ခြင်းနဲ့မေကုံကိုဖြေကြားပေးရတဲ့ဆရာကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာ ဒီပထမဆုံးလူနာမေးထားတာပေါ့เนาะဒါလေးကိုကျွန်တော်ဖတ်ပြပါမယ်ဆရာသူကတော့မေးထားတာက IVF ပေါ့เนาะဖန်ပြွန်တရေတာတဲ့နီလန်းဆိုတာတဲ့ဘာပါလဲတဲ့ဘလို့လူမျိုးတွေပေါ့เนาะလုံးတင်ပါတလေတဲ့ဟုတ်ကဲ့အာပမာဆုံးဆရာဟို IVF အကြောင်းမပြောခင်ပေါ့เนาะကျွန်တော်ကဟိုတဘာဝဒီကလေးလေးရအောင်ဘလို့ဘလို့ရနိုင်လဲဆိုတာကျွန်တော်အရင်သိဖို့လိုတာပေါ့เนาะအဲတဘာဝကလေးရဖို့အတွက်ဆိုရင်ကျွန်တော်ကဒီမမျိုးဦးကနေပြီးတော့ မျိုးကျွေရတယ်အဲကျွေရဲ့မမျိုးဦးကနေပြီးတော့မမျိုးဦးလေးကဒီတောက်ဥပြုံလေးတဆင်သွားပြီးတော့တောက်ဥပြုံအလေလောက်မှာသူကတုတ်ပိုးအဲဒီမျိုးသားတုတ်ပိုးစောင့်နေတယ်ဗောနော်အဲအချိန်မှာအချိန်ကြိုက်အတူနေပြစ်တယ်ဆိုရင်မျိုးသားတုတ်ပိုးကဒီပြုံလေးအလေကိုလာပြီးတော့မျိုးဒီမျိုးသမီးရဲ့မမျိုးဦးနဲ့ပေါင်းပြီးတော့တရေသားလေးဖြစ်တယ်တရေသားလေးဖြစ်ပြီးတော့မှသူကတိန်ထဲကိုပြန်ဝင်လာမယ်ပြီးတော့မှတိန်ထဲမှာကျွန်တော်တို့ကဟို baby လေးဖြစ်မှာဗောနော် အဲဥစ္စာ IPF ကကြတော့အဲ့ဒါနဲ့ဟိုနည်းနည်းလေး꿰ပြတယ်သူကဘာလုပ်တာလဲဆိုတော့အဓိကအားဖြင့်ဒီမမျိုးကိုသူကကြီးထွားအောင်လုပ်လိုက်တယ်မမျိုးရဲ့မှာရှိရဲ့ဒီမျိုးဝင်တွေမှာရှိမမျိုးတွေကိုကျွန်တော်ကစုတ်ထုတ်လိုက်တာပေါ့စုတ်ထုတ်လိုက်ပြီးတော့ဒီအပြင်မှာပေါ့ဒီဒီအမေရဲ့အပြင်မှာဒီဖခင်ရဲ့ထုတ်ပိုးနဲ့ပေါင်းတယ်ပေါင်းပြီးွားပြီးဆိုတော့မှကျွန်တော်ကတတိသားလေးရပြီ၃ရက်၅ရက်တတိသားလေး မွေးမြူပေးပြီးဆိုတော့မှကျွန်တော်တို့အိမ်ထဲကိုပြန်ထဲတာပေါ့3ရက်5ရက်ဆိုတာဒါပေါင်းလိုက်ပြီးတော့3ရက်5ရက်3ရက်5ရက်เนาะအသက်ပေါ့ဒီဒီသားလေးရဲ့အသက်3ရက်5ရက်လောက်ရောက်ပြီဆိုရင်ကျွန်တော်တိမ်ထဲကိုပြန်ပြီးတော့တိုက်ရိုက်ပြန်ထည့်ပြေးတော့ပေါ့အဲ့တော့ IVF နီးပညာဆိုလိုချင်တာ IVF ကကြတော့ကျွန်တော်ပြုံနေကိုကျွန်တော်အတုံးမပြုတဲ့နီးပညာတစ်ခုပေါ့ဘာဖြစ်လို့ဆိုတော့သူကပမာဆုံး IVF ကိုစပြီးဒီအစပြုခဲ့တာပြုံနေနှစ်ဖက်လုံးပြည့်စည်နေတဲ့အမျိုးသမီးကို ဟိုအတွက်ပျော်နေကြော်လွားနိုင်တယ်ကျွန်တော်ကအစပြီးဆိုအကြောင်း IVF ဆိုတော့ဒီဟိုပါဘော in vitro fertilization ဘောခေါ်တော့ပေါ့နော်အဲကျွန်တော်အစပိုင်းကျွန်တော်စပေါ်လုံးကလည်းကျွန်တော်ကထင်တာတော့ဒီဖန်ပြုံတတိတော့ဖန်ပြုံသေးတော့မှများတတိတော့ test tube လေးနဲ့ကျွန်တော်အဲ့လိုထင်တယ်အဲနောက်တော့ဟိုတချို့ဟိုမေးလို့ပေါ့ဟိုဖန်ပြုံတတိလို့ရင်ကျမတို့ကကိုယ်မဆောင်တော့လားအဲအဲ့လိုလည်းမဟုတ်ဘူးသူကဆိုလိုချင်တာဒီ test tube baby ဆိုတာဒီ tube တွေထဲမှာသူ့ မွေးမြူတာကိုခုလို့ဒါပေမဲ့တကယ်ကိုဝင်ဆောင်အောင်မှာတော့မိခင်ကိုယ်တိုင်ပဲဒီတတိသားလေးကိုကိုဝင်ဆောင်အောင်ပါဟုတ်တာဒါဆိုကိုဝင်ဆောင်ရစရာဆရာကိုလာလုံးလုံးပေါ့နော်ကိုလာလုံးလုံးပေါ့ကိုစားဆရာကနာပြောရတဲ့စကားပေါ့နော်ဟိုထည့်လိုက်တယ်လို့ပြောရပေါ့နော်ဒီတိုင်နေ ው လေသူကဘလိုမျိုးထဲ့တာလဲပေါ့เนาะဆရာအဲသူကကြတော့ကျွန်တော်ကဒီပမာသောမာမျိုးတွေစုပ်ထုပ်တယ်ဟိုဒီဖခင်တော့ပိုးနဲ့ပေါင်းပြီးတော့တရီသားလေးဖြစ်သွားပြီဆိုရင်ကျွန်တော်က2 cycle နှစ်ခုရှိတော့ပေါ့ fresh တစ်ခါလေးပြန် တိန်ထဲကိုပြန်ထည့်လိုက်တာရှိတယ်ဟို3ရက်သားလောက်ဒီမွေးမြူမယ်5ရက်သားလောက်ဒီမွေးမြူပြီးွားနဲ့တိန်ထဲပြန်ထည့်နောက်တစ်ခုက frozen လို့ခေါ်တော့ပေါ့ frozen cycle ကတော့ဒီသတိသားလေးကိုကျွန်တော်တို့ကဟိုခဏအေးခဲလိုက်မယ်အေးခဲလိုက်ပြီးတော့မှနောက်လာပေါ့ဒါမှမဟုတ်အချိန်တစ်ခုအတိုင်းအတာတစ်ခုမှာဆိုရင်တိန်လေးကိုပြန်ပြင်မယ်ပြန်ထည့်လို့ရမယ်အချိန်တစ်ခုရောက်ပြီဆိုရင်အဲ့ဒီသတိသားလေးကိုတိန်ထဲကို နေရာတကြားပြန်ထည့်ပေးလိုက်တာမိမကိုလမ်းကြောင်းပဲပေါ့နော်ဆိုလမ်းကြောင်းအမစင်ချေဒီတိုင်းပဲဟို test tube အဲသူကအမှကျတော့တကယ်ကို specialize လုပ်ထားတဲ့ကျွန်တော်ကက်တီတာရေးရှိတယ်အဲကက်တီတာအဲဒီတစ်ဆင့်ဒေတာလေးကိုစုပ်ယူပြီးတော့တိန်တဲ့ကိုဒေတာလေးကြပြန်ထည့်တယ်အလုံးနာကျင်မှုမရှိတဲ့ procedure တစ်ခုပဲဟုတ်ဆရာဟိုတိန်ရလေဟိုမျိုးသမီးတိန်ကြီးတာပေါ့နော်ကြီးတာကျတော့ထည့်တဲ့ခါကျတော့ဒီတိုင်းပဲဟို နေရာတွေမှာရွေးရသေးလားအဲဒီတိန်တိန်ခိုင်အောင်လို့ဟုတ်ပါလေဟုတ်တယ်ဒေတာခိုင်အောင်လို့ဆိုဟုတ်တယ်ဆရာပြောဟိုမေးရမေးကုန်တင်ကောင်းပါကျွန်တော်ကဘယ်လိုဘယ်လိုနေရာမှာထိတ်ထိတ်ထိတ်ထားရှိလဲဆိုတော့တိန်ရဲ့ဒီ fantas လို့ခေါ်တာပေါ့သူထိတ်ရဲ့1 cm အကွာလောက်မှာအဲ့တော့ကျွန်တော်သိအောင်လို့ဘယ်လိုလုပ်ရလဲဆိုကျွန်တော်အပေါ်ကနေ ultrasound ကျွန်တော် ultrasound guide လို့ခေါ်တော့ ultrasound ထောက်ထားပြီးတော့ကျွန်တော်ဒီဒီကက်တီတာလေးအထည့်ဟုတ်တယ်အဲ့ကက်တီတာရဲ့ specialized ကက်တီတာဖြစ်လို့ကျွန်တော် ultrasound မှာသူ့ကိုဝင်သွားတာမြင်နေရတယ် အဲကျွန်တော်1 cm လောက်ကျွန်တော်တိုင်းထားတဲ့မှန်းတဲ့နေရာကိုကျွန်တော်အဲ့နေရာလေးမှာသူ့ချခဲ့တာ။ဩအထက်ထိုးထည့်ရတယ်မဟုတ်။သူ့အင်းသားလေးမှာတက်သူတွေချခဲ့လိုက်တာ။ချခဲ့လိုက်တဲ့ဟာသူကနေပြီးတော့သူကသူကတရေသားဖြစ်နေဆိုတော့တဘာဝအပြင်တိတ်နေရမှာသွားပြီးတော့သူကတွေ့ကက်သွားတာ။ဩဟုတ်ကဲ့ဆရာ။ဆရာမိကုန်းတခုအဲ့အမှာပဲသူကဘလို့လူတွေလုံးတင်လဲပေါ့။ကျွန်တော်ခုနကပြောလို့ပဲသူစပြီးသူ့စပြီးဟိုအစပြုတ်ခဲ့တော့ပြုံနေ မကောင်းတဲ့အမျိုးသမီးတွေမှာကျွန်တော်တို့ကဒီမိခင်တွေပေါ့နော်မိခင်တွေပေါ့ကျွန်တော်တို့ကစပြီးတော့အလုပ်ခဲ့တာဖြစ်တဲ့အတွက်ပြုန်နေပျက်စီးနေတဲ့အမျိုးသမီးပေါ့ဥပမာအာ atopic pregnancy လို့ခေါ်တဲ့တိမ်အပြင်းပေါ်မှာတတိတေတဲ့အမျိုးသမီးတွေနှစ်ခါလုံးပေါ့နှစ်ဖက်လုံးဖြစ်တာမျိုးချို့ကြတော့လေအဲဒီဥပမာ endometriosis လို့ခေါ်တဲ့သွေးလုံးဖြစ်မှုရဲ့အမျိုးသမီးတွေမှာဆိုပြုန်နေပျက်စီးသွားတတ်တယ်အဲအဲ့လိုအခြေအနေမျိုးမှာဆိုရင်ဆိုရင်အဲ့လိုအမျိုးသမီးမှာကျွန်တော်တို့လုပ်လို့ရတာဟုတ်ကဲ့အဲနောက်တစ်ခုကတော့ဟိုပါပေါ့ ခုနပြော endometriosis ပေါ့ endometriosis မှာကျတော့ကျွန်တော်တို့ကဒီသွေးလုံးတွေဖြစ်တဲ့ခါကျတော့မမျိုးတွေနှဲလာတာပေါ့နှဲလာတဲ့အမျိုးသမီးတွေမှာဆိုလည်းကျွန်တော်တို့ IVF ကိုလုပ်တယ်နောက်တော့အသက်ရလာတဲ့အမျိုးသမီးပေါ့အသက်ရလာတဲ့အမျိုးသမီးမှာကျတော့မမျိုးတွေနှဲလာတယ်သွေး quality ရော quantity ရောတဖြည်းဖြည်းကျလာတာဟုတ်ကဲ့အဲအဲ့လိုအမျိုးသမီးမှာဆိုလည်းကျွန်တော်တို့ကဒီ IVF နည်းပညာကိုကျွန်တော်တို့သုံးတာပေါ့နော်နောက်တစ်ဖက်ကကျတော့လည်းအမျိုးသားဘက်ပေါ့အမျိုးသားဘက်မှာဆိုရင်တော့ပိုးကအလုံးမင်းအားနေတာပေါ့ သဘာဝအားဖြင့်ရနိုင်ခြင်းအလွန်နေတယ်အဲအဲ့လိုမျိုးမျိုးသားတွေမှာဆိုရင်ကျွန်တော်ဒီ IVF နည်းပညာကိုသုံးလို့ရတယ်အဲနောက်တစ်ခုကတော့ဒီအမျိုးသားတွေမှာပဲအဲတုပ်ဖို့လုံးဝမရှိတာပေါ့ဆရာလုံးဝမရှိအဲ့လိုအမျိုးသားတွေမှာဆိုရင်တော့ကျွန်တော်တို့ကဒီဟိုပါပေါ့အမျိုးသားရဲ့ကပ်ပေအကင်တရေဆုတ်ထုတ်ပြီးတော့တိစာလို့ခေါ်တာပေါ့အဲအတိစာအဲနေပြီးတော့ဒီအမျိုးသားတုပ်ဖို့အမျိုးသမီးရဲ့မမျိုးဦးတို့တဲ့ဟိုပေါင်းစီပေးလိုက်တာပေါ့အဲအဲ့လိုနည်းပညာနဲ့ကျွန်တော်လုပ်လို့ရတယ် ဆရာကပြောသွားတယ်ဆိုတာမှာတော့တင်ရင်ကတကယ်တော့ဟိုအန်ဒိုမီထရီယိုဆီဆိုတော့ကျွန်တော်နားလေအလုံးလေးတွေရှိမယ်။မာယုံမဆိုတော့အလုံးလေးရှိမယ်။အဲ့တော့ဒီ IVF မလုပ်ခင်အဲ့အလုံးလေးအရင်ဖေးရမှာပေါ့လို့လား။ဟုတ်ပေါ့။အဲ तू ဟိုပါပေါ့လေ။သူ့ရဲ့ဟိုယောဂအခြေအနေပုံမူတည်တာပေါ့။အဲတခါကျရင်လည်းဟိုသွေးလုံးတွေရှိနေပြီမဲ့လေကျွန်တော်ကခွဲစိတ်မှုကိုတန်းမလုပ်သေးဘဲနဲ့ဖက်မြူတရေသားကိုတန်းသွားတာမျိုးရှိတယ်။အဲတခါကျရင်လည်းခွဲစိတ်မှုလုပ်ပြီးတော့မှဖက်မြူတရေသားကိုသွားရရှင်။အဲသူ့ရဲ့ ်တစည်းရဲ့ severity ပေါ်တော့မူတည်ရပေါ့နောက်သူရွယ်စားပေါ်မူတည်ရဒါဆိုရင်ကျွန်တော်မေကွန်ရဲ့ဖြေရဆိုရင်အလုံးရှိနေလဲသူဒီကိုဝင်ဆောင်လို့ရတယ်ပေါ့ကိုဝင်ဆောင်လို့ရတယ်ဆင်နောက်မေကွန်တစ်ခုကတော့ဒါဒီမေမေကဘယ်လိုမေးထားလဲဆိုတော့ပေါ့နော် IVF မစခင်နဲ့ဘယ်လိုတဲ့စစ်ဆေးမှုမျိုးတွေတဲ့လောက်ရပါမလဲဟုတ်ကဲ့ဆင်ဟာဟာအဲ့ဥစ္စာတွေတော်တော်တော့အရေးကြီးပါတယ်ကျွန်တော်ကဟိုဖိုင်မင်တရီသားတခုဟိုဟိုဒီ process ကြီးတခု မစခင်ပေါ့နော်အဲကျွန်တော်ကမိခင်ရောဟိုဖခင်ဖြစ်မဲ့ အဲဒီစီနီမောင်နိုင်ကျွန်တော်ဘာစစ်လဲဆိုတော့နံပါတ်၁ကတော့သူတွေကျမ်းမာရေးစစ်တာပေါ့ဆယ်ဟိုသူတို့ကဒီသူတို့ပြည့်အမျိုးသမီးတွေမှာဆိုရင်ဒီကိုဝင်ဆောင်နိုင်ရဲ့လားပေါ့ကျမ်းမာရေးဥမာနှလုံးယောဂတွေ့တွေ့ယောဂစီဂျူယောဂအဲနောက်တစ်ခုက AI အကုန်လုံးပေါ့ဥမာ weight များနေဆို weight short မယ်စသဖြင့်ပေါ့ဆရာတွေးပေါင်တက်နေရလားအဲအဲ့လိုမျိုးကြီးကျွန်တော်ကအကုန်လုံးစစ်ဆေးရအောင်နောက်တစ်ခုကတော့ဒီ IVF နဲ့ specifically အရေးကြီးတဲ့ဟာတွေရှိတယ်အဲ့ဒါရော hormone တွေပေါ့ဆရာ မတရက်ဟော်မုန်းတက်နေရလို့နောက်ပရိုလက်တင်လို့ခေါ်နိုးဟော်မုန်းတွေတက်နေရလို့ဆိုရင်ဒီ IVF ဒီ process ကိုသူကနှောက်ရပေးနိုင်တယ်ပြီးနောက်တစ်ခုကတော့မမျိုးလက်ကျန်စစ်တာပေါ့ဆရာအဲဥစ္စာတော့တော်တော်ရေးကြည့်တယ်မမျိုးလက်ကျန်စစ်တဲ့အခါမှာကျွန်တော်ကနှစ်နည်းရှိတာပေါ့ဆရာဒီနည်းကတော့ကျွန်တော်ကဒီ transvaginal scan လို့ခေါ်မွေးလမ်းကြောင်းအတစင်ရိုက်တဲ့ ultrasound အဲနေပြီးတော့ဒီမမျိုးဦးလေးဘယ်နှလုံးလောက်ရှိလဲပေါ့အဲကျွန်တော်အဲ့ရတော့အများအပြား ညောင်လူနာရုပ်အမြဲတမ်းပြောရယ်ရာသီဘော်ဒုတိယရက်သူ့မူတတိယရက်အဲ့ပတ်ဝန်းကျင်တော့မှကျွန်တော်ရိုက်ရင်အပြည့်မှန်ထွက်တယ်လို့ညာဘက်မှာဘယ်နှလုံးပယ်ဘက်မှာဘယ်နှလုံးဘာလို့ဆိုကျွန်တော်ကဖန်မြူတရေသားနီးပညာမမျိုးကြီးအောင်လုပ်တာဖြစ်တဲ့အတွက်ရှိတဲ့ဟာကိုပဲကျွန်တော်ကြီးအောင်လုပ်လို့ရတယ်။အဲမမျိုးကမရှိတော့ဘူးဆိုရင်ကျွန်တော်ကကြီးအောင်လုပ်လို့မရဘူးပေါ့။အဲတော့ကျွန်တော်ကအဲ့မမျိုးဘယ်နှလုံးရှိတဲ့ပေါ်မူတည်ပြီးတော့ဒီအမေတယောက်ကဖန်မြူတရေသားလုတ်တင်တာမလုတ်တင်တာ။ လုံးမယ်ဆိုရင်လည်းဘလောက်ရကန်လုံးလောက်အောင်ပြင်နိုင်တယ်ကျွန်တော်အဲ့အကျိုးကျွေးလို့ရတော့အဲ့နောက်ကမမျိုးလက်ကြအောင်ပဲကျွန်တော်ကအဲအနီမီရင်းဟော်မုန်းလို့ခေါ်တဲ့အာသွေးတမျိုးစစ်လို့ရအဲ့သွေးရတော့ကြိုက်တဲ့အချိန်စစ်လို့ရအဲ့သူ့ရဲ့ဟို lower limit ကတော့1.2လောက်ရှိရပါဆရာအဲ့1.2ဆိုတာ1.2ဟို nanogram ပေါ့သူ့ရဲ့ဟိုပါပေါ့ limit ပေါ့ limit ပေါ့အလုံးအလုံးရည်တဲ့ဟုတ်မဟုတ်သူကသွေးသွေးရတယ်ဩသွေးသွေးဖြည့်ရဟုတ်တယ် အဲ့ဒီစစ်တဲ့ခါကျ1.2အောက်ရောက်နေပြီဆိုရင်ဒါသူ့ရဲ့အမမျိုးလက်ချက်နှင်းနေပြီပေါ့အဲ့ဒီဘုံမျိုးပေါ့ဆရာအဲ့အဲ့ဒါကြီးကျွန်တော်တို့စစ်ဆေးဖို့တို့နော်ဖခင်ဖြစ်မဲ့အဲဒီအမျိုးသားမှာဆိုလဲကျွန်တော်တို့ကအဲသူတို့အဲအဓိကတော့သူ့ရဲ့ခုနကျမကြီးစစ်တဲ့နောက်တစ်ခုကတော့သူ့ရဲ့တကူလုံးဟိုစံတက်တာပေါ့နော်စံတက်ပြီးွားရင်အမျိုးသားတုပ်ဘူးဟိုစစ်ဆေးတာပေါ့အမျိုးသားတုပ်ဘူးမှာလဲအဲသူ့ရဲ့ quality ကိုလည်းစစ်လို့ရတယ်ကွန်တတီကိုလည်းစစ်လို့ရတယ်အရေးကြောဘလောက်ရှိလဲ အဲအကောက်ဘယ်နှကောင်တော့မြင်မြင်ပြေးနိုင်တယ်။နောက် morphology ကိုသူတွေပုံမှန်သဏ္ဍာန်လေးပေါ့။ခေါင်းလေးရဘလို့ရှိတယ်အမိလေးရဘလို့ရှိတယ်။အဲတချို့ကြောင့်လည်းဟိုအကောင်ကြီးအဖြစ်ကောင်းတယ်။ဒါပေမဲ့တုတ်ချရဲ့အကောင်ကြီးနင်းနေပြီ။အဲလိုကြရင်ကျွန်တော်တို့ဆေးတွေပဲချိုးတိုက်ရတယ်။အဲဒါကြောင့်မှပဲဒီ IVF ရဲ့ဟိုဒီ processor အောင်မြင်မှုရပါဘူး။ဇာခုနကလည်းဘယ်တော့မာမျိုးပြောတယ်ပေါ့နော်။ဟုတ်ကဲ့။ဟိုအဲ့တော့ IVF လုပ်တဲ့ကောင်အဲ့မာမျိုးကလေကျွန်တော်ဟို တာမန်နားလဲတာတော့အလုံးအရေအတွက်အ ਨੇ ဆုံးဘယ်လောက်ရှိရမယ်လို့ရှိလားအဲမျိုးသားဆိုလဲအဲ span အကောင်အရေအတွက်ပေါ့နော်ဘယ်လောက်ဆိုတာရှိလဲအဲသူကဟိုကျွန်တော်တို့ကဘယ်လိုဟိုဟာလဲဆိုတော့အဓိကတော့မျိုးသမီးမှာကြတော့မမျိုးဟိုဟာလေဟိုပြောရမယ်ဆိုရင်တော့မွေးတဲ့ကတော့ပါလာပြီးသားမမျိုးရဥမာတယောက်မှာတန်း20လောက်ပါတယ်တယောက်မှာ10တန်းပါတယ်တယောက်တော့မတူကြဘူးဒါပေမဲ့သူကသူ့ရဲ့ပြဿနာကဘာလဲဆိုတော့ပါလာတဲ့လောက်ပဲကျွန်တော်တို့ကတွန်းရတော့ ဟောတလားတလားကိုသူဘလောက်တုံးလဲဘလောက်ပါလာမူတည်ပြီးတော့ဒီသူ့ရဲ့အသက်အရွယ်ကြီးလာလေလေမာမျိုးရဲ့ဒီဟိုပါတော့သူ့ storage ကနည်းလာဟုတ်ဆရာနည်းလာအဲ့တော့တလားတလားဟိုကျွန်တော်တို့တိုင်းတဲ့အချိန်မှာအနည်းဆုံး6လုံးလောက်ရှိရင်သူက normal တဲ့ကိုပူဝင်တယ်ဩညာဘက်မှာမီလီယံထဲမှာမှာ6လုံးလောက်ကိုပြောတာပါလားဒီကျွန်တော်တို့တိုင်းလို့ရတဲ့ဟာပေါ့တိုင်းလို့ဒီလားအတွက်ကြီးရမယ်ဟာကြီးလာမယ်အလုံးတွေပေါ့ အဲကြီးလာမယ်ဟိုကတော့ million ဆိုသူ့ရဲ့ storage ပေါ့ဆရာဒါပေမဲ့ဒီတလောက်ကိုသူကဘယ်နှလုံးသုံးလဲပေါ့မူတည်တော့အဲဥမာဒီ day 2မှာကျွန်တော်ကတိုင်းလိုက်တဲ့ခါကျရင်မမျိုးကညာဘက်မှာ၅လုံးဘယ်ဘက်မှာ၅လုံးဆိုရင်ကျွန်တော်စီးထိုးတဲ့ခါကျရင်အနည်းဆုံး၁၀လုံးတော့ကြီးမယ်လို့ကျွန်တော်ယူဆလို့ရတယ်ပေါ့အခုနဆရာမိမိကွန်ရောက်စေသူကအနည်းဆုံး၆လုံးရှိရမယ်တစ်ဘက်၃လုံးတစ်ဘက်၃လုံးဘယ်လိုပဲဖြစ်ဖြစ်နှစ်ခုပေါင်း၆လုံး၆လုံးရှိရဆိုရင်ဒါတော့ normal ပေါ့ normal ပေါ့နော် ။အမျိုးသားမှာဆိုရင်တော့ကျွန်တော်တို့ကအကောင့်တွေကအများမျိုးရှိပါ15 million ရှိရယ်။ဒါပေမဲ့အဲဖမ်းမြူဒရီသားလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့5 million လောက်တော့အနည်းဆုံးရှိမှပို့ပြီးအောင်မြင်နိုင်ကြည်များတယ်။အဲ့ဒါနည်းရင်ကြတော့အဲကျွန်တော်ကဆေးပေးတာမျိုးခုနကပြောတီစာလို့ခေါ်ရယ်ကပ်ပေအကင်တဲဆုတ်ဆုတ်တာမျိုးအဲ့ဘက်ကိုသွားလိသွားတာရှိတယ်။ဒါတော့ individualize ဖြစ်တော့တယောက်တယောက်တော့မတူဘူးပေါ့။